မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလာ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မင်းတပ်မျိုးသိန်းတိုက်ပွဲအတွင်းမှာခလာရနှစ်ခွန်၄ကနေတိမ့်ပတ်ရရှိထားတဲ့လက်နက်ခဲယမ်းများကို CDF မင်းတပ်ကဒီကနေ့မှထုတ်ပြန်လိုက်ပြီးတော့ခလာရနှစ်ခွန်၄က ဗိုလ်မှူးကြီးအပါအဝင်စစ်တုံးမန်းများကိုနိုင်ငံတကာဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဒီဇင်ဘာလ24ရက်နေ့မှာမင်းတပ်မျိုးခလာရနှစ်ခွန်လေးကနေတိမ့်ပတ်ရရှိထားတဲ့လက်နက်ခဲယမ်းများကိုဓာတ်ပုံများနဲ့တကွထုတ်ပြန်လာခြင်းဖြစ်ပြီးတော့တိမ့်စီရရှိထားတဲ့လက်နက်ခဲယမ်းအရေအတွက်ကိုတော့အတိအကျထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်နိုဝင်ဘာလ9ရက်နေ့ကနေစတင်ပြီးတော့ချင်းညီနောင်စစ်စင်ရေးအဖြစ်မင်းတပ်မျိုးနဲ့ဖလန်းမျိုးတို့ကိုမျိုးသိမ်းစစ်စင်ရေးဖော်ဆောင်ခဲ့တယ်လို့သိရပါတယ် မင်းတပ်မျိုးသိန်းဆက်ဆံရေးမှာမြို့ပေါ်မှာရှိတဲ့စစ်ကောင်းစီရဲ့စံမင်းတီရိဇေရီဂုံဝန်ထမ်းအင်အားလိုင်းကန်စံပြရက်ကွာခရိုင်ဆောက်လို့ရေးဝင်းတာဝါတိုင်းဂုံဟိုတယ်မင်းတပ်မြားလေးပွင့်ဇေရီဂုံလေးမိုင်ဂုံတို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်မင်းတပ်ခရိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်းနဲ့ခလရနှစ်ခွန်လေးတရင်တို့ကို ဆက်လက်ပြီးတော့ထိုးစစ်ဆင်ခဲ့ရမှာဒီဇင်ဘာလ15ရက်နေ့မှာစစ်သားနဲ့ရဲစုစုပေါင်း123ဦးနဲ့အတူ၎င်းတို့ရဲ့မိသားစုဝင်များလက်နက်ချအညံ့ခံလာခဲ့တယ်လို့သိရပါတယ်ခလာရနှစ်ခွန်လေးတရင်ကိုဒီဇင်ဘာလ21ရက်နေ့မှာအပိတိုင်ခြေမုံသိမ့်ပိုင်နိုင်ခဲ့ပြီးတော့မင်းတပ်မျိုးနယ်တစ်ခုလုံးကိုအလုံးစုံထိန်းချုပ်လိုက်တယ်လို့သိရပါတယ်လက်ရှိမှာ CDF မင်းတပ်အနေနဲ့ ဖန်စီရရှိထားတဲ့စစ်တုံးမန်းများလက်နက်ချအလင်းဝင်လာတဲ့စစ်သားများနဲ့ရဲများမိသားစုဝင်များကိုနိုင်ငံတကာဥပဒေနဲ့အညီထိမ့်သိမ်းစောင့်ရှောက်ထားကြောင်း CDF မင်းတပ်ရဲ့ပြန်ကြားရေးတာဝန်ခံစလိုင်းရောမန်ကမနေ့ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်လက်နက်ချတဲ့သူတွေစစ်တုံးမန်းတွေအတွက် စားဖို့တောက်ဖို့တွေစင်းပြီးတော့ကုညီပေးတယ်သူတို့မစားရတာကြာပြီဖြစ်တယ်ဆဲလိတ်တွေအချိုးရည်တွေကျွေးတယ်ကောင်းကောင်းမွန်မွန်ထားတယ်လုံလုံချုံချုံနဲ့နှွေးနှွေးထွေးထွေးနေရဖို့အတွက်စောင်းတွေပေးထားတယ်ကျွန်တော်တို့အပြစ်မဲ့တဲ့ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တုံးကဒီကောင်တွေကတန်တန်တလေးပေါ်မှာအိတ်ခိုင်းတာစောင်းတွေမပေးဘူးအချုပ်ခန်းထဲမှာထည့်ထားတာကိုပဲလက်ထိတ်တွေခတ်ထားတယ်တန်းချေချင်းတွေခတ်ထားတယ်အကုန်လုံးတန်ချေချင်းခတ်ထားတော့အပေါ်ပါသွားတဲ့အခါအဆင်မပြေဘူးပေါ့အမျိုးသမီးတွေရောအမျိုးသားတွေရောအကုန်လုံးပဲအိတ်နေတဲ့အချုပ်ခန်းထောင်ထဲကို လမ်းမကြီးကခွေးလေခွေးလေးနေကိုလည်းထည့်ထားတဲ့အတွက်အဆင်မပြေဘူးတမင်းတကငှအောင်ထားတယ်ချင်းချောက်တယ်အမျိုးသမီးတွေဆိုရင်လုံကြုံရေးအရာဆိုပြီးတော့ကိုလုံးတီးချွတ်ထားတယ်အဲ့ဒီလိုပြည်သူတွေကိုနှိပ်စက်ခဲ့တဲ့သူတွေပါဒါပေမဲ့ကျွန်တော်တို့ကတော့သူတို့ကိုကောင်းကောင်းမွန်မွန်စေဝါကုသပေးပြီးတော့ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်လို့ CDF မင်းတပ်ရဲ့ပြန်ကြားရေးတာဝန်ခံဆလိုင်းရောမန်ကပြောဆိုထားပါတယ် CDF မင်းတပ်ပါဝင်တဲ့ချင်းညင်တော်တပ်ဖွဲ့ကဒီသမားလား22ရက်နေမှာလဲကပ်ပလန့်မြို့ကိုအပိသက်သိမ့်ပိုင်နိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကမြို့ပြင်မှာရှိတဲ့ကာကင်းစခန်းများကိုရှင်းလင်းခဲ့ရအောင်စစ်ကောင်စီဘက်ကအလောင်းများနဲ့လက်နက်ခဲယမ်းများကိုရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ23ရက်နေ့မှာထွက်ပေါ်လာတဲ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီကယာယီတပ်ဆွဲထားရနေရာတစ်ခုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ရှေ့ဦးထက်မနဲ့တိတ်ဆုံးနေတဲ့ရုပ်တံဗီဒီယိုမှတ်တမ်းနဲ့ပတ်သက်ပြီးတော့ရှေ့တန်းသတင်းရင်းမြစ်ကအခုလိုပဲရှင်းပြလာပါတယ် မမော်တိုက်ပွဲမှာမြို့ပြင်ကကာကင်းတွေကို KIA ကရှင်းလင်းနေပါတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ရုတ်တံမှတ်တမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတေဆုံးနေတာကိုပြသထားသလိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကလက်နက်ငယ်ရှစ်လက်ထက်မနဲ့တင်းစီရရှိတာကိုလည်းတွေ့ရပါတယ်။ဒါအပြင်မမော်မြို့မှာရှိတဲ့စစ်ကောင်စီတပ်များလက်နက်ချရန် KIA ဘက်ကအတိပေးထားတာလည်းမှန်ကန်ကြောင်းပြောပြထားပါတယ်။တခြားကချင်ရှေ့တန်းသတင်းရင်းမြစ်ကလည်းအခုလိုမျိုးလက်နက်ချရန်အတိပေးမှုဟာရှေ့တန်းတပ်ဖွဲ့ဝင်တွေကပြုလုပ်ခဲ့ခြင်းဖြစ်မယ်လို့ပြောဆိုထားပါတယ်။ KIA ကဒီသမလာ၄ရက်နေ့ကလေးက ဗမော်နဲ့မန်စီမြို့ကိုအလုံးစုံသိမ့်ပိုက်နိုင်ရန်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီးတော့သုံးရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကဗမော်မြို့မှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားရာနေရာအများကိုသိမ့်ပိုက်ရရှိထားတယ်လို့သိရပါတယ်။ဒါအပြင်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်အပါအဝင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တိုက်ရင်ဌာနချုပ်များကိုတိုက်ခိုက်လျက်ရှိပြီးတော့ စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူပေးပြီးတော့ခုခံနေတယ်လို့သိရပါတယ် KI အနေနဲ့ဗမော်တိုက်ပွဲကြောင့်မြို့ကန်များအခက်အခဲများစွာနဲ့စစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြထားတော့လေတိုက်ပွဲရလတ်စစ်ရေးအခြေအနေများကိုတော့သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်တွေမျိုးလုံခြုံရေးအဆောင်ချထားတဲ့စစ်ကောင်စီရဲ့ Navy တစည်းဟာမနေ့ကပေါတောမျိုးမြို့ဝဘက်ကိုဝင်ရောက်လာခဲ့ရာအရခတတ်တော် AA ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပေါတောဒေသကအမျိုးသမီးတအုပ်ကအဲ့ဒီ Navy ကစစ်တွေက Navy ပါစစ်တွေပင်လယ်ပြင်အတိုင်းအဲ့ဒီကနေပေါတောမြစ်ထဲကိုဝင်လာတာအဲ့ဒီ Navy ကို AA ဘက်ကလက်နက်ကြီးနဲ့ပစ်တယ် Navy တွေကပေါတောဘက်ကို လက်နက်ကြီးတွေနဲ့အမြဲလိုလိုပြစ်နေတာအဲဒါကြောင့် AA ဘက်ကလည်းလက်နက်ကြီးနဲ့ပြန်ပြစ်တာမနေ့ကမနေ့အစောပိုင်းကလည်းပြစ်တယ်ဟိုတနေ့ညနေဘက်ကလည်းအပြန်အလှန်ပြစ်နေကြတယ်လို့ပြောကြားထားပါတယ်စစ်ကောင်စီရဲ့ Navy များဟာစစ်ရေးတင်းမာလည်းရှိတဲ့စစ်တွေမျိုးအနီးဝန်းကျင်မှာရှိတဲ့ရေပြင်မှာလှုပ်ရှားမှုများရှိနေပြီးတော့ ီဇမလာ22ရက်နေ့နဲ့23ရက်နေ့များအတွဲမှာစစ်တွေမြို့ပင်လယ်ပြင်ကနေပေါတော်မြစ်ဝကိုဝင်လာဖို့အတွက်ကြိုးပမ်းနေတဲ့အချိန်အေအေဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်စစ်တွေဒေသခံအမျိုးသားတအုပ်ကနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီနေပြည်တော်ကစစ်တွေဘက်ကိုနောက်ပြန်ဆုတ်လာတာကိုတွေ့ရပါတယ်လက်ရှိမှာစစ်တွေအနေကလရံမြေထဲကနေ ပေါတော်မြို့နယ်တောင်ဖူးနယ်တောင်ကျုံဘက်ကိုလက်နက်ကြီးတွေနဲ့လှမ်းပစ်တာတွေလုပ်နေတယ်လို့မနေ့ကညပိုင်းကပြောဆိုထားပါတယ်စစ်တေမြို့လုံကြုံရိတ်အတွာကလရံမြစ်အတွင်းမှာစစ်ကောင်စီရဲ့ Navy အစီး20ခန့်နေရာယူထားပြီးတော့မကြာခဏပေါတော်ပုံနာကျုံဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်လိုက်ရှိတယ်လို့ဒေသခံများကပြောဆိုထားပါတယ်စစ်တေမြို့ဟာအာရခတပ်တော်က ိုက်ခိုက်သိမ့်ပိုက်ရန်နောက်ဆုံးလက်တံမြို့၃မြို့တဲကတမြို့ဖြစ်ပြီးတော့လက်ရှိမှာနှစ်ဖက်စီရေးတင်းမာနေမှုများနဲ့အတူလက်နက်ကြီးများနဲ့အပြန်အလှန်ပစ်ခတ်မှုများစတင်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြို့တင်မြို့နယ်ရွှေပန်းကျေးရွာအုပ်ချုပ်ရေးမှုဇော်ဦးနဲ့ပြူစောတိများကစစ်မှုထမ်းစည်းရင်းကိုအကြောင်းပြပြီးတော့ကျေးရွာနေပြည်သူများအပေါ်မှာငွေမြင့်နေတဲ့အပြင်ပြူစောတိစိုးသူစိုးသူကလည်းကျေးရွာမှာနေတဲ့အမျိုးသမီးတဦးကိုမရင်းကျင်းခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ16ရက်နေ့ညနေ9:00နာရီအချိန်မှာမြို့တင်မြို့နယ်ရွှေပန်းကျေးရွာနေမောင်ဘူလုံးဟာရွာလယ်ပိုင်းဈေးဆိုင်မှာဈေးဝယ်နေတဲ့အချိန်ကျေးရွာအုပ်ချုပ်ရေးမှုဇော်ဦးနဲ့နောက်လိုက်ဖြစ်သူပြူစောတိကိုဦးတို့ကအလုတ်ခိုင်းစရာရှိတယ်ဆိုပြီးတော့ ဆိုင်ကယ်ပေါ်တင်ပြီးခေါ်ဆောင်သွားပြီးတော့မြို့နယ်စစ်ကောင်စီရုံးကိုစစ်မှုထမ်းရန်ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ဒါပေမဲ့မြို့နယ်စစ်ကောင်စီရုံးကအယက်တမားဖြစ်နေတဲ့အတွက်စစ်မှုထမ်းရန်မဖြစ်နိုင်ဘူးဆိုပြီးတော့ပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။မောင်ဘိုလုံးကဈေးဝယ်နေတော့အုတ်ကြီးကအလုတ်ခိုင်းစရာရှိလို့ခဏလိုက်ခဲ့အောင်ဆိုပြီးတော့ဆိုင်ကယ်ပေါ်ကိုတင်ခေါ်သွားတာပြီးတော့စစ်မှုထမ်းလူစုနေတဲ့ရုံးကိုသွားပို့လိုက်တယ်။ဘိုလုံးကအယက်တမားအယက်မတောက်ရရင်လုံးဝကိုမနေနိုင်တာအယက်မတောက်ရရင်ခြေတွေလက်တွေတုံနေတာအဲ့ဒါကိုငွေပေးပြီးမှပြန်လွတ်မယ်လို့လှုပ်သေးတာ ဘိုးလုံးပါကငွေလဲပေးစရာမရှိဘူးနောက်ကနေငွေပေးပြီးရွေးနိုင်တဲ့သူလည်းမရှိတော့ဘာမှအတုံးမဝင်ဘူးဆိုပြီးတော့ပြန်လွှတ်ပေးလိုက်တာလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်ရွှေပန်းကြီးရွာအုတ်ချုပ်ရေးမှုဇော်ဦးနဲ့နောက်လိုက်ပူစောတိမြဖြစ်ကြတယ်ကိုဦးစိုးသူမြင့်ငွေမျိုးမင်းအောင်တန်းစိုးနဲ့ဇော်လင်းဦးတို့ဟာစစ်မှုရန်စီးရင်ကိုအကြောင်းပြပြီးတော့တအိမ်ကိုငွေကျပ်၃000လိုက်လံကောက်ခံနေတဲ့အပြင် ်ချင်းစောနဲ့တိတ်ခုတ်မျောခုတ်လောက်ကန်ပြီးအသက်မွေးနေကြတဲ့သူတွေကိုလည်းတလကိုအခွန်အနေနဲ့၄တောင်းခွဲလိုက်လံကောက်ခံခဲ့တယ်လို့သိရပါတယ်ဒါအပြင်ကြေးရွာလုံးကျုံရေးအတွက်ဆိုပြီးတော့တအင်းကိုနှစ်ချိန်နှုံကင်းဆောင်ပေးရပြီးတော့ကင်းမဆောင်နိုင်ပါကငွေကြက်တပေါင်းနှုံလိုက်လံကောက်ခံခဲ့တယ်လို့သိရပါတယ်ဒါအပြင်ရွှေပန်းကြေးရွာပြူစောတိအဖွဲ့ဝင်စိုးသူကကြေးရွာနေအသက်20အရွယ်အမျိုးသမီးတအုပ်ကိုမတိန်ချင်းကတိုင်ကြားရင်တပ်ပြမယ်ဆိုပြီးတော့ချင်းချောက်ထားကြောင်းဒေသနေပြည်သူတူကပြန်လည်တိုင်ကြားထားပါတယ်ဖြစ်စဉ်မှာ ဒီသမားလာ15ရက်နေ့မြို့တင်မြို့နယ်ရွှေပန်းချီရွာနေအသက်20အရွယ်အမျိုးသမီးတအုပ်နဲ့ချစ်ကြိုက်နေသူမြေပြင်သာအုပ်စုကိုဒူချီရွာကလူငယ်တအုပ်ကရွှေပန်းချီရွာကိုလာရောက်တဲ့အချိန်မှာချီရွာအုပ်ချုပ်ရေးမှုဇော်ဦးနဲ့ပြူစောတီအဖွဲ့ဝင်စိုးသူနဲ့ကိုဦးတို့ကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးလိုက်ပြီးတဲ့နောက်ပြူစောတီအဖွဲ့ဝင်စိုးသူကအဲ့ဒီလူငယ်ရဲ့ချစ်သူအမျိုးသမီးကိုတွားရောက်ခေါ်ဆောင်ပြီးတော့ရွှေပန်းချောင်းအနီးမှာအထမပြူကျင့်ခဲ့တယ်လို့သိရပါဗျ။ သူ့ကိုတိုင်ရင်တပ်ပြက်မယ်ဆိုပြီးချင်းချောက်ခဲ့ပြီးတဲ့နောက်ဖမ်းဆီးထားတဲ့လူငယ်အမျိုးသားကိုဆစ်ဆဲပြီးပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။ဆစ်ဆဲရေးဂိတ်မှာဖမ်းထားတဲ့လူငယ်ကသူ့ရဲ့ကောင်မလေးကိုလာတွေ့တာလို့ပြောတော့ပြူစောတိဆိုးသူကကောင်မလေးကိုတွားခေါ်လာတာနင့်ရဲ့ချစ်သူရောက်နေတယ်တွေ့ဖို့လိုက်ခဲ့ဆိုပြီးတော့အဲ့ဒီမှာကောင်မလေးကလည်းလိုက်လာတာအဲ့ဒီအချိန်မှာရွာရဲ့အရှိတ်ရွှေပန်းချောင်းထဲကိုခေါ်သွားပြီးတော့မရင်းကျင်တာကျင်ပြီးတော့ဘသူ့ကမှမပြောရဘူးပြောရင်တိုင်ရင်တပ်ပြက်မယ်ဆိုပြီးတော့ချင်းချောက်တယ်ပြီးမှဆစ်ဆဲရေးဂိတ်ကိုခေါ်သွားပြီးဒါနင့်ကောင်လေးဟုတ်လားဆိုမေးတော့ ဟုတ်ပါတယ်လို့ပြောမှပြန်လို့ပေးလိုက်တာလို့ဒေတာနေပြည်သူတို့ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းနဲ့စိန်ကလန်မင်းလာလမ်းစုံမှာအကြမ်းမဆက်တက်ကအထိုင်ချတပ်ဆွဲပြီးတော့ပေါ်တာဆွဲဖမ်းဆီးရမှာလူငယ်၁၀ဦးကျော်နဲ့အသက်၆၀အရွယ်ပြည်သူတအုပ်ပါဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဒီသမလာဇမ်းပိုင်းကစတင်ပြီးတော့မင်းလာမြို့နယ်အတွင်းမှာရှိတဲ့ရန်ကုန်ပြည်လမ်းပိုင်းနဲ့စိန်ကလန်မင်းလာလမ်းစုံတရက်တပင်ရွာအနီးမှာရှိတဲ့မီးပွန့်မင်းလာတာစုံမှာအကြမ်းမဆက်ကောင်းစီတပ်သားများကတပ်ဆွဲပြီးတော့ဖြတ်တန်းသွားလာနေတဲ့ပြည်သူများကိုနေ့စဉ်ပေါ်တာဆွဲဖမ်းဆီးပြီးချင်းချောက်ဝင်း ငယ်ချင်းစစ်မှုထမ်းတပ်သားတက်များဖမ်းဆီးစုဆောင်ခြင်းများကိုလှုံ့ဆော်နေတယ်လို့သိရပါဗျ။အချမ်းမတ်စစ်ကောင်စီရဲ့ဖမ်းဆီးမှုကြောင့်လူငယ်၁၀ဦးကျော်ထက်မနည်းဖမ်းဆီးခံရပြီးတဲ့နောက်အဲ့ဒီဂိတ်ကိုလူငယ်များဟာဖြတ်တန်းသွားလာခြင်းမရှိတော့ဘူးလို့သိရပါဗျ။ဒီသမလား၂၁ရက်နေ့မှာပတ်တန်းကြီးရွာကစိုက်ကယ်စီးလာတဲ့အသက်60ကျော်အရွယ်ဦးမြင့်စိုးကိုအဲ့ဒီဂိတ်ကစစ်ကောင်စီတပ်သားတွေကစစ်မှုထမ်းရန်တပ်သားတဲ့လူတွေဆိုပြီးတော့မင်းလာမျိုးနဲ့ထွေအုပ်ရုံးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။စစ်ခွေးတွေကအခုဂိတ်ကိုဖြတ်တန်းနေတဲ့လူငယ်တွေကို ထပ်ပြီးတော့မှပြင်မှတ်ထားပြီးတော့ဖမ်းဆီးတာတွေကိုလုပ်နေတာပေါ့ရန်ကုန်ပြည်လမ်းပိုင်းနဲ့စိန်ကလတ်မင်းလာလမ်းဆောင်မှာအထိုင်ချပြီးတော့ကိုနေတိုင်းလိုလိုပေါ်တာဆွဲနေတာစိုင်းကယ်တွေနဲ့ဖြတ်ရင်လည်းဖမ်းတယ်ကားပေါ်မှာပါလာရင်လည်းဖမ်းတယ်အကုန်လုံးလိုလိုကိုပတ်ပြီးတော့ဖမ်းနေတာနောက်ဆုံးခွေးကိတ်ကိုလူငယ်တွေကတိတ်မဖြတ်တော့အသက်60ကျော်အရွယ်ဦးမြင့်ဆုံးကိုပေါ်တာဆွဲပြီးတော့ဖမ်းသွားတယ်သူတို့ဖမ်းတော့စစ်ခွေးကပတ်စံ10သိန်းတောင်းတယ်ပထမ9သိန်းတောင်းတယ် ကိုသိန်းပေးလိုက်တာတော့မှပြန်မလုပ်ပေးသေးဘူးစစ်မှုထမ်းရမယ်ဆိုပြီးတော့ထွေအိုယုံကဖမ်းဆီးထားတယ်လို့ဒေသခံပြည်သူတူကပြောပြထားပါတယ်ဒါအပြင်မင်းလာမျိုးနဲ့ပန်းတော်ချေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဇော်ဝင်းအောင်ကချေးရွာနေပြည်သူများစီကနေပြီးတော့စစ်မှုမထမ်းခြင်းရဲ့ပတ်စံပေးဆိုပြီးတော့ငွေကြေးများကောက်ခံနေတော့လေစစ်တပ်ကတော့ချေးရွာများအတွင်းမှာလိုက်လံပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့်လူငယ်များဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ဒီဇင်ဘာလ12ရက်နေ့ည7:00နာရီအချိန်မှာပန်းတော်ချေးရွာအုပ်စုမှာရှိတဲ့ချေးရွာများကိုအချက်မဲ့စစ်တပ်နဲ့ပြူစောတိများက လေးရဇက်တိုက် SA ဝင်ရောက်ဆက်ဆီးခဲ့ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခြင်းများကိုလုံဆောင်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာလူငယ်များဟာထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်ကြောင့်ဖမ်းတဲ့အခါမှာလူမရပဲစစ်သားများကမုံဆိုးမရွာဆိုပြီးတော့အော်ဟစ်ဆဲဆိုကပြန်လည်ထွက်ခွာသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ